င့်သမုဒ္ဒရာအပေါ်မှာထူးဆန်းတဲ့အရာရှိဖြစ်ပေါ်နေပါတယ်။နာတာကကမ္ဘာတလိုက်ဆက်ကွဲအားနည်းလာနေတာကိုသိထားလေ့လာနေပါတယ်။နာရှင်တွေကဂါဘူးတောင်အတလန်တိတ်ချွေရင်ကျဲလို့ခေါ်ဆိုပါတယ်။ဒီနေရာမှာအကာတာတွေကတက်မုံတွေဟာရှားနေရာတွေထက်ကမ္ဘာမျက်နှာပြင်နဲ့ပိုနီးနီးကက်ကက်ရောက်လာနိုင်ပါတယ်။ဒီဇုံမှနေချက်တန်း ွားတဲ့ကျူးမှုတွေဟာချိုးရင်ချက်တွေဖြစ်ပြီးလူအလုံးကိုပြန်ခွန်လိုက်ပိတ်လိုက်ဖြစ်နေပါတယ်။အာကာသယဉ်မှုတွေကတော့မျက်လုံးထဲကိုချိန်ချိန်လင်းတန်းတွေဝင်ပြီးလင်းပြဟတ်ထားဖို့နေရတယ်လို့ဆိုပါတယ်။ဒီချက်ကိုတုံ့ပြန်ဆရာကောင်းတာကဒီချိုးရင်ချက် ူးစွန်းတွေလှည့်ပြောင်းတော့မယ်ရှိသည်နမိတ်လက္ခဏာတွေလို့ကျွန်တော်တို့မြင်နေရတယ်လို့ဆိုပါတယ်။ခုချိန်ထိတော့နေပြည်တော်မှာရှိရကျွန်တော်တို့ကပေးကင်းနေပါသေးရဲ့ဒါပေမဲ့ကျွန်တို့ရဲ့အပေါ်မှာရှိတဲ့အာဂါတာအေဂျင်စီတွေကတော့တတိကြီးကြီးနဲ့စောင့်ကြည့်နေကြပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပတ်မှုကာဝယ်ပေးထားတဲ့ဒီတန်လိုက်ကာကြီးဟာကျွန်တော်တို့မျောလင့်ထားတဲ့ပုံမြန်မြန်ကြီးချီထွားလာနေလို့ပါ။